ီနေ့ကတော့မီဂျပန်ဥစားကောင်တမောင်းဆုံးဆောက်ရောက်တဲ့နေ့လေးပါအော်မီဆိုဆုထမင်းလေးတော့ဆက်လိုက်လာပါတော့ဒီပါဟင်းလိုတောင်းရင်ဆုံးမကြည့်ပါဘူးဟုတ်ကဲ့ဆက်ဖတ်စာပြီလဲပါတယ်ဒီမှာဒီရလေးနဲ့အဲ့လိုကင်လဲရတယ်ဒီဆွိုင်းချောင်းနဲ့တို့စားလဲရတယ်မေကတော့၄င်း၆နိုင်လောက်စီးရတာဆိုတော့လူကတော်တော်လေးပင်ပန်းနေရပါတော့ ဒါဆိုဒီမျိုးပေါ့ဒီမှာကျုံ့နေပါနေမှာမျိုးဒီပြကန်လေးအားလည်းတော်တော်ကောင်းတယ်အညာတစ်ခုလေအချို့တစ်ခုလေပြီးတော့လဲကဘာမှုနေလဲမဟုတ်ဘူးဟုတ်ပါဘူးကျိုးနေရစီကိုဘယ်လိုကျန်းထောင်ကြော်လဲငါးတောင်းဝဲ၆တောင်းဝဲလာပြေတော့ဖေးရောက်တာပဲရတယ်မရှင်းအောင်ဘယ်လိုစားလဲလို့ကြုံနေနေစားတာ quality ရတော့အမေသားပဲစားတယ် đi nào của con đặt sân là chờ chào này trong tôi vui nhiều chào cả bạn ミャンマーからミャンマーチームティンバーでマーコロンな何個でやん

ေးသွားတယ်။ဒီဖက်ကဖိုင်ပြီးမထိုင်စားရတော့တော့တိတ်တော့မကောင်းဘူး။လေးချက်ပဲဆက်နေပါလေ။ Kia စားနော်။ဒီနေ့အိုဆာကာ Universal Studio ရောက်နေပါတယ်။ပထမဦးဆုံး Mario Cafe ရ Strawberry Pancake Sandwich နဲ့ Strawberry Soda လေးကိုစားကြည့်ပါမယ်။ စတော်ဘေးပန်ကိတ်ဆိုင်ခွေလေးကချင်းချင်းချိုချိုလေးနဲ့ခရစ်မီအရန်ဖြစ်တယ်သူကသူ့ရဲ့ပါမုတ်သားလေးကလည်းအီအီလေးနဲ့အရန်စားလို့ကောင်းတယ်ဒီစတော်ဘေးဆိုတာလေးကရေကဲမုတ်လေးရဲ့စတော်ဘေးရေကဲအမုံကျိတ်ထားတာလေးရဲ့ပြီးတော့ဆိုတာလေးရဲ့ပါတယ်ပေါ့နော်ပြီးတော့သူ့ရဲ့အောက်ထဲမှာကျတော့စတော်ဘေးဂျမ်လေးကိုထည့်ထားတာချင်းချင်းချိုချိုလေးနဲ့ပဲဒါပေမဲ့အဲ့လိုမှုမှွေးလေးနဲ့လေးသူကစားလို့အရန်ကောင်းတယ်ညာကြီးပဲအပေါ်တွေမှာလည်းမိုက်တယ် ိုင်းနေပါပြီစားမလဲအော်တဘုံရိုင်းနေရလားမေစားတာတော့ပေါ်ရီရဲ့ပြောင်းမှုရဲ့ပြီးအာလူးရဲ့ပေါ့နော်ပေါ်ရီကတော့ကြက်မဲ့ပေါ့ကြက်တယ်လေဟိုဘာသာမကြက်တော့မှမရပေါ်ရီတဲ့ပေါ်လာနေပြီးတော့အဲ့လိုမျိုးစားလေးပါလားမသိဘူး အခုရတိုင်းမှာမြေအမြဲတွေ့ဒါ first time စားမှုတော့ပါပေါ်ရဆိုနေစားတိုင်းအမြဲသားပဲစားရမှာနော်အဲ့ကိုချိုင်းနဲ့အမြဲသားဟာအဲရဲနေအောင်စားလို့မရပါဘူးဒါရဲနေပါတယ်မကြည့်အောင်အလုံးတနေ့ဤအလုံးလေးရမ်းမောရှင်ပဲကိုချိုင်းလေးရဲ့အမြဲသားကော်မီဒီယာရက် ရဣညာပံခင်ရအောင်ဘာသာအဲ့နေရပန်းစားလိုက်တာနားရောက်နဲ့နေရကြပါတယ်သတိမှောက်ကြဒီပဒါဘီယာမှာအရင်နဲ့ရေခဲမုန်းကြိတ်တာလေးနှစ်ခုရှိတာပေါ့နော်။မေကတော့ရေခဲမုန်းကြိတ်တာလေးရှိတာပါလေ။ဘီယာဆိုရင်အဲကိုမှမပါပါဘူး။ဟုတ်ပါရလား။ဟုတ်တယ်ကိုပြောင်းဆိုရင်ကြည့်ရင်ပါလေ။ မေခုချူရူစားဖို့အတွက်တန်းစီနေပါတယ်ဒီ site မှာ Gryffindor နဲ့ Slytherin ဆိုပြီးတော့အရောင်နဲ့လိုက်ပြီးတော့မုံနှမျိုးခွဲထားရပါတော့မေကတော့ Gryffindor မုံလေးကိုရေးလိုက်ပါတယ်သူ့ရဲ့ရတာလေးက Strawberry မုံဆိုပေမဲ့သူကအပေါ်ကနေတရားလေးဖြူထားဆိုတော့ချူချူချင်းချင်းလေးကိုမှချိုတဲ့ဘက်ကိုပူပြီးသွားတယ်ရတာလေးကတော့မစိုးပါဘူးမိရဲ့ဒီနေ့ဖူဘလော့လေးကတော့ပြီးသွားပါပြီ။နောက်ထပ်ဂျူတိုဖူဘလော့လေးမှာပြန်လေ့ကြမယ်နော်။